အချက်၃ချက်ကိုတည်ပြီးဒီကာလမှာလူလှုပ်ရှားမှုတွေလုပ်နေပါတယ်။တစ်ကတော့ဒုံဆန်းစုကြည်နဲ့တကွเนาะဒါဖန်ဆီးထားတဲ့ကျွန်တော်နိုင်ငံရေးခေါင်းဆောင်တွေကျွန်တော်တို့ပြည်သူတွေလွမြောက်ရေးဆိုတဲ့ကိစ္စရယ်။နံပါတ်၂ကတော့အာရမစစ်မှုထမ်းဥပဒေပြောရမယ်ဆိုရင်ဒီအာရမစစ်မှုထမ်းဥပဒေကလည်းလူငယ်တွေကိုမတရားပေါ်တာဆွဲဖန်ဆီးပြီးတော့စစ်အာဏာရှင်တွေစစ်ဗိုလ်ချုပ်တွေရဲ့အကျိုးစီးပွားအတွက်တသက်မဲ့အသေးခံဆိုင်နေတဲ့ကိစ္စလို့ဒါကျွန်တော်တို့မြင်တယ် ဒီအရမ်းမစစ်မှုတန်းဥပဒေရုပ်သိမ်းဆိုတဲ့ကိစ္စကိုလည်းကျွန်တော်တို့တွေးရတဲ့အခုအနေနဲ့တင်ထားတယ်။နံပါတ်3အချက်ကတော့ကျွန်တော်တို့အခုတောက်လျှောက်ဆွေးနွေးခဲ့တဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲစန့်ကျင်ရေးကိစ္စဖြစ်တယ်။ဒီအချက်3ရက်ကိုကျွန်တော်တို့ဒီကာလတွေမှာအကြီးကဥတီပြီးတော့လှုပ်ရှားနေတယ်။လာမယ့်ကျွန်တော်တို့ဒီဇင်ဘာလ10ရက်နေ့ PP ဆိုင်ရာလူခွင့်ရင်းနေကြရင်လည်းကျွန်တော်တို့ဒါအတန်တဲ့ဒီပစ် silent strike ကိုကျွန်တော်တို့ဖော်ဆောင်သွားဖို့ရှိတယ်။ဒီ silent strike ပေါ်ဆောင်တဲ့ခါမှာလေဒီအချက်၃ချက်ကိုအဓိကတည်ပြီးပေါ်ဆောင်သွားမှာဖြစ်တယ်။ကျွန်တော်ပြောခဲ့သလိုပါပဲ။ဒီကာလဒီချိန်ဟာ လူလှုပ်ရှားမှုလူတိုက်ပွဲတွေကိုအရှိန်ဟုန်မြင့်ဖို့လိုတယ်။ဒီအရှိန်ဟုန်နဲ့အတူကျွန်တော်တို့ကစစ်ကောင်စီစစ်အာဏာရှင်ရဲ့ရွေးကောက်ပွဲလည်းတိုက်ဖြတ်ရမယ်။သူရွေးကောက်ပွဲအလုံးမှာဖြစ်လာမယ်။နော်နိုင်ငံရေးအခင်းအကျင်းတွေကိုလည်းလူလူဆန်အောင်ပါဝင်ဦးစွာကျွန်တော်တို့ကြိုပြီးတော့မှကက်သတ်ထားဖို့လိုတယ်။ဒီရွေးကောက်ပွဲအလွန်မှာလည်းဖြစ်လာမယ့်အခင်းကျင်းတွေမှာဘလို့အခင်းကျင်းမဲ့ဖြစ်လာဖြစ်လာကျွန်တော်တို့တော်လိုင်းကြီးနဲ့ကျွန်တော်တို့လူတူကအတူတူဆက်ရှိနေမယ်ဆက်ချနေမယ်ဒါကြောင့် ဒီလိုသတင်းစကားတွေနဲ့ကျွန်တော်တို့ခုနက silent strike ကိုဆက်ပြီးပေါ်ဆောင်သွားဖို့ရှိတယ်ဒီဒီသင်မာလာ၁၀ရက်နေ့ silent strike မှာလည်းလူထုတရလုံးပါဝင်ပေးကြဖို့ကျွန်တော်ဒီနေ့အားနေသတင်းစကားပါလို့ပါတယ်မင်္ဂလာပါရှင်အခုဒီဇင်ဘာလကုန်ပိုင်းကနေစပြီးတော့အပိုင်း၃ပိုင်းခွဲပြီးတော့ပြုလုပ်မယ်လို့ကြေညာထားတဲ့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်နေတဲ့ လူမှုလှုပ်ရှားမှုတွေအရှိန်မြင့်လာတဲ့အကြောင်းနဲ့လူမှုရဲ့စိတ်ဝင်စားမှုကိုမရတဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအကြောင်းတွေကို အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရင်အားစု GSCB ကအတွင်းရေးမှုအဖွဲ့ဝင် ဖြစ်တဲ့ကိုနန်းလေး ਨੇ ဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့မင်္ဂလာပါကိုနန်းလေးရှင်။ဟုတ်ကဲ့မင်္ဂလာပါမတ်ကြီး။ဟုတ်အခုလိုမျိုးမြန်မာနားအောင်ချိန်ပေးပြီးတော့အင်တာဗျူးဖြေချပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုဟုတ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့အခုဒီဒီဇမလာကုန်ပိုင်းမှာလုံမဲ့စစ်ကော်မရှင်ရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်စန့်ကျင်တဲ့လူလူလှရှားမှုတွေကဒီနိုမာလာမှာဒါတိတိတတအချိန်မြင့်လာတာအောင်ကျမတို့ တွေ့ရတယ်ပေါ့နော်ဥပမာဆိုရင်ဒီထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ဆိုတဲ့လှူရှားမှုတွေနောက်စက်ချေကန်နဲ့ပယ်ချမယ်ဆိုတဲ့ campaign အမျိုးစားတွေပေါ့နော်နောက်ပြီးတော့ဒီ no vote ဆိုတဲ့လှူရှားမှုတွေဒါကျမတို့တွေ့ရတယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့သိချင်တာကအကိုတို့ဒီ GSCB အဖွဲ့အနေနဲ့ကရောဒီလိုစန့်ကျင်လှုံ့ဆော်မှုတွေပေါ့နော်။ဘာတွေလှုံ့ဆော်နေရအမြဲရှိမလဲရှင့်။ကျွန်တော်တို့ဒီရွေးကောက်ပွဲစန့်ကျင်လှုံ့ဆော်မှုတွေကတော့2023လောက်ထဲကဆိုသလို စစ်ကောင်စီဘက်ကအတန်ထွက်လာပြီဆိုတော့ねကျွန်တော်တို့ကစပြီးတော့မှဒီလှုပ်ရှားမှုတွေကတောက်လျှောက်ဒါလှုပ်လာခဲ့လို့ပြောလို့ရတယ်ပေါ့နော်စစ်ကောင်စီကိုယ်တိုင်ကလည်း2023မှာပဲလှုပ်လို့လှုပ်မလို့လို့2024မှာပဲလှုပ်တော့မလို့လို့ねဒါ2025မှာတော့သူမလှုပ်လို့မရတော့တဲ့အခြေအနေတစ်ခုမှာဒီရွေးကောက်ပွဲဆိုတဲ့ကိစ္စကိုဒါသူပြင်ဆင်လာတယ်အဲ့တော့ကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတွေကျွန်တော်တို့လူသပိတ်အင်အားစုတွေကလည်းရှိသမျှကျွန်တော်တို့ဒီအင်အားစုတွေအကုန်စုပေါင်းပြီးတော့ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုပြီးခဲ့တဲ့ဆယ်လပိုင်းနဲ့ကကျွန်တော်တို့စပြီးတော့တဖြည်းဖြည်းနဲ့အရှိန်တင်ပြီးတော့ လောက်လာကြတာဖြစ်တယ်။အဓိကတော့ကျွန်တော်တို့ဒေတာ၃ခုပေါ့နော်။နယ်မြေ၃ခုကိုကျွန်တော်တို့အခြေခံပြီးလုပ်တယ်။တစ်ကတော့ဒါကျွန်တော်တို့တော်လိုင်းကြီးစိုးမိုးနယ်မြေဒီမှာဒီတပိတ်တွေဒီနေရာဒီမှာတော့ဒါလူတပိတ်တွေကချက်ချက်ပြတ်ပြတ်လှုပ်ရှားလို့ရတဲ့နေရာတွေဖြစ်တော့ဒီနေရာတွေမှာကျွန်တော်လှုပ်ရှားတယ်။နောက်တစ်ခုတော့ဒါရန်သူနယ်မြေပေါ့။ရန်သူနယ်မြေမှာတော့ရန်သူကိုယ်တိုင်ကလူတို့ရဲ့ဒီလိုမျိုးနိုင်ငံကြီးလှုပ်ရှားမှုတွေနဲ့ပတ်သက်ရင်အသက်သေးသည်ဒီပြင်းပြင်းထန်ထန်ဖိနှိပ်တဲ့အခါကျတော့ဒါပျောက်ကြားလှုပ်ရှားမှုတွေကျွန်တော်တို့အများဆုံးလှုပ်ရှားဖြစ်တယ်။နောက်တစ်ခုကတော့နိုင်ငံတကာဖြစ်ပါတယ် ကျွန်တော်တို့နိုင်ငံတကာမှာလည်းကျွန်တော်တို့ဒါဒေါ်လာကြီးအတွက်လှုပ်ရှားနေတဲ့မြန်မာပြည်သူတွေမြန်မာအင်အားစုတွေများစွာရှိပါတယ်ဆိုတော့ဒီဒေသ၃ခုမှာရှိတဲ့အင်အားစုတွေအကုန်စုပေါင်းပြီးတော့မှရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုအရှိန်အဟုန်နဲ့ကျွန်တော်တို့ဆောင်ရွက်နေတယ်ကျွန်တော်တို့အင်အားစုတွေကြားထဲမှာလည်းအတိုင်ပင်မှုနှီးနှောမှုပူးပေါင်းဆောင်ရွက်မှုတွေများစွာရှိနေတယ်အဲ့ဒီပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ပဲရွေးကောက်ပွဲလှုပ်ရှားမှုတွေကဒါဒီကနေ့မှဆိုရင်ပိုပြီးတော့မှထင်သာမြင်သာရှိလာတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ဒီခုနကပြောရတဲ့အပိုင်း၃နေရာမှာဆိုရင်ဒါ စစ်ကော်မရှင်ရှိတဲ့နေရာတွေမှာလည်းလုပ်တယ်လို့ပါတယ်เนาะအဲ့တော့လေဒီစစ်ကော်မရှင်နေနဲ့ပြင်းထန်တဲ့နှိတ်ကုပ်မှုတွေကြားနေပဲအကိုတို့ဒီလိုလှုပ်ရှားမှုတွေလှုံ့ဆော်မှုတွေလုပ်တယ်ဆိုတာကပြည်သူတွေစီကိုပေါ့เนาะဘလို့သတင်းစကားမျိုးပါချင်နေတာဖြစ်မယ်ဘလို့သတင်းစကားမျိုးရောက်စေချင်တာဖြစ်မလဲရှင့်ဟိုတောက်လျှောက်ကျွန်တော်တို့ပြောခဲ့သလိုပဲ invitation တယ်ဒီရွေးကောက်ပွဲကလူထုအတွက် trap ပေါ့လုံးဝမဟုတ်တိုင်းပြည်ကိုစင်ရွင်ချောင်းနဲ့ကြီးတွေကိုဆွဲချသွားမယ်လူလူကိုအာနာရှင်ချောင်းနဲ့ကြီးတွေကိုဆွဲချသွားမယ် ထောင်ချောက်တစ်ခုဆိုတာဟိုဒါကျွန်တော်တို့အရှင်းလင်းဆုံးသတင်းစကားပေးတယ်ပြောရမယ်ဆိုရင်ဒီတိုင်းပြည်မှာစစ်တပ်ကလှုပ်ပြီးတဲ့ရွေးကောက်ပွဲကနေနော်တိုင်းပြည်ကောင်းစားသွားတယ်ပြည်သူတွေဘဝအဆင်ပြေသွားတယ်ဆိုတဲ့ဥပမာရှင်ကျွန်တော်တို့ပြပါပါဆိုတော့ဒီကနေ့ဒီချိန်ထိတော့စစ်တပ်ကဖန်တီးတဲ့နိုင်ငံရေးအပြောင်းလဲဆိုတာကစေအုပ်စုရဲ့ခုနကဆက်ပြီးတော့ရှင်သန်ရည်တည်နိုင်ဖို့စစ်ဗိုလ်ချုပ်တွေရဲ့အကျိုးစီးပွားအတွက်ပဲဒါလှုပ်လာတဲ့အပြောင်းလဲတွေရွေးကောက်ပွဲတွေဆိုတာအင်မတန်ထင်ရှားတယ် ပြီးခဲ့တဲ့2010မှာလုပ်ခဲ့တဲ့ရွေးကောက်ပွဲဆိုတာလေသူ့အကျိုးစီးပွားထိခိုက်လာပြီလို့ခံစားတဲ့အချိန်မှာဆန်နေဘက်ခံအဲ့ဆန်နေလဲပြီးလဲပြီးသွားရောတိုင်းပြည်ကဘက်ကီယာပြန်ထိုးပြီးတော့မှပြီးခဲ့တဲ့ဆန်နစ်စာတိုးတက်မှုတွေအားလုံးကနှစ်340စာလောက်နောက်ပြန်လန်ကျသွားတဲ့အခြေအနေကြီးရှိအဲ့တော့ကျွန်တော်တို့တိမ့်သေးပေါ့တက်အပ်ပြောရဲတယ်ဒီရွေးကောက်ပွဲဟာတိုင်းပြည်အတွက်လူလူအတွက်အပြောင်းလဲဘာမှမဖြစ်နိုင်ဘူးစတေအုစုနဲ့မင်းအွန်လိုင်းနော်ဒီအာနာတီမြဲအတွက်ပဲလှုပ်လာတဲ့ရွေးကောက်ပွဲဆိုတာကိုကျွန်တော်တို့ကလူလူကိုအရှင်းလင်းဆုံး အပြတ်သားသုံးတင်းစကားပေးရလှူရှာမှုတွေကိုစက်တိုက်ဖော်ဆောင်နေတာဖြစ်ပါလေဗျ။ဟုတ်ကဲ့ဟုတ်ခုနကကျမပြောရတဲ့မှာလည်းပါပေါ့နော်ဒီပြင်းပြင်းထန်ထန်နှိတ်ကွတ်တယ်ဆိုတဲ့အကြောင်းညာလေအဲ့လားပြောရတဲ့အကြောင်းရင်းကလည်းဒီရွေးကောက်ပွဲကိုအခုဆိုရင်ဝေဘန်နာတွေစန့်ကျင်တာတွေလှုပ်တဲ့လူအပေါ်မှာဒါရန်သူလို့ရှုမြင်ပြီးတော့ပေါ့နော်ထောင်မှနှိရှိချတာကျမတို့တွေ့နေရတယ်ပေါ့နော်ဒီ250နီးပါးလောက်ထိကိုဒါနှိရှိထောင်တန်းတွေချနေအောင်တွေ့ရတော့ဒီလိုမျိုး လူသက်တမ်းတဝက်လောက်ရှိတဲ့ပြင့်မှုကြီးတွေချနေသည့်တိုက်အောင်ကျမတို့အခုတွေ့နေရတာကရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာတော့မှဒီလိုမျိုးလူထုလုံဆောင်မှုတွေလှုပ်ရှားမှုတွေလုပ်နေတာဖြစ်တဲ့ဖြစ်တဲ့အခါကြတော့ဗောနော်ဒါကမြို့ပြတော်လန်ကြီးရဲ့စိတ်သက်ခွန်အားနဲ့အချိန်ဟုန်လို့ရောပြောလို့ရနိုင်မှာရှင်အကိုဘယ်လိုသုံးသပ်မလဲရှင်ဟုတ်လူလူကတော့တော်လန်ကြီးပုံမှာယုံကြည်ချက်မျောလင်းချက်ကတောက်လျှောက်ရှိနေတယ်တစ်ဖက်မှာတော့စစ်အုပ်စုစစ်အာဏာရှင်ကိုယုံမှုမှုကတော့အပြည့်ပဲအဲ့တော့ဒီရွေးကောက်ပွဲဟာ ဘလို့မှလူလူဘဝတွေကောင်းစားဖို့နော်လူလူရဲ့တကယ်ခုနကအချိုးကိုဟိုမျောပြီးလုပ်တဲ့ဖြစ်လာမယ်ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာလူလူကသိပြီးသားပဲဒါကြောင့်လဲရွေးကောက်ပွဲဆန့်ကျင်လှူရှားမှုတွေကဒီကနေ့ထိဆက်ပြီး in light အားလိုက်ရှိနေတာလို့ပြောလို့ရတယ်။ဒါဖက်မှာလဲဟိုစစ်အုပ်စုစစ်ဗိုလ်ချုပ်တွေကကြတော့ဗဇက်ကသာဒီမိုကရေစီဆိုတဲ့စကားလုံးကိုတဖွာဖွာပြောနေပေမဲ့လို့တကယ်တမ်းကျတော့ဒီဒီမိုကရေစီနီးကြအုပ်ချုပ်မှုဆိုတာကိုနားလည်းမလည်ဘူးယုံလည်းမယုံဘူး ဒါကြောင့်သူတို့တက်တဲ့အလေးချင်းသူတို့နားလေတဲ့ဘာသာစကားကဘာလဲဆိုတော့အကြမ်းဖက်မှုပဲ2020ရွေးကောက်ပွဲကိုဖျက်ပြီးအာနာသိမ့်နေဆိုတဲ့ကိစ္စကလည်းဘာကြောက်လဲလို့အရှင်းဆုံးပြောရမယ်ဆိုရင်အာနာလူကျင်လို့အဲ့တော့အာနာလူကျင်လို့အကြမ်းဖက်တယ်အာနာမြဲအောင်လို့လူလူကိုပို့ပြီးအကြမ်းဖက်တယ်စစ်ရာဇဝမှုတွေကျူးလွန်တယ်အဲ့ဒီခုနကသူကျူးလွန်ခဲ့တဲ့စစ်ရာဇဝမှုတွေကနေဟိုအပြစ်လွတ်အောင်လို့သူအကာအကွယ်တွေဆက်ပြီးရှိနေအောင်လို့အာနာမြဲအောင်လို့ဟောဒီရွေးကောက်ပွဲကိုလှုပ်လာတာပဲဖြစ်တယ်အဲ့တော့ ကျင်းတရားတစ်ခုကဒီလိုမျိုးဟလာလူလူကိုအကြမ်းဖက်ပြီးလုပ်တဲ့ရွေးကောက်ပွဲဟာဘလို့မှလွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲဆိုတဲ့ဟာမဖြစ်နိုင်ဒါအင်မတန်ကျင်းတည်တယ်အဲ့တော့ဒီရွေးကောက်ပွဲကနေကဖြစ်လာမှာဘာလဲဆိုရင်လူလူကိုပို့ပြီးအကြမ်းဖက်လာမယ်လူလူကိုပို့ပြီးတော့မှသူတို့ရဲ့ဟလာဒီစာဝတ်နေဘွားတွေပို့ကြက်တဲလာစေမယ်ကျွန်တော်ခုနကပြောသလိုပေါ့လူလူကိုစင်းရဲမွဲတီမှုအကြောင်းနဲ့ကြီးတဲ့ကိုဒီရွေးကောက်ပွဲကတွန်းချမဲ့ရွေးကောက်ပွဲသားလည်းဖြစ်တယ်တစ်ဖက်မှာတော့စစ်ဘိုလ်ချုပ်တွေရဲ့အချိုးစီးပွား တို့ရဲ့ရှင်သန်ရေးအတွက်တိုင်းပြည်နဲ့လူတို့ကိုပို့ပြီးခုံသွေးစုံမယ်။ဒါကြောင့်လည်းပဲတို့ကဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်အတင်းเนาะအကြမ်းဖက်မှုဘောင်းစုံနဲ့လုပ်နေတာဖြစ်တယ်။မြို့ပေါ်မှာဟုတ်နှစ်ရွှေထောင်နဲ့နေချပြီးချမ်းဖက်တယ်။တော်လန်အင်းစိုးမိုးနယ်မြေဒီမှာလုပ်တဲ့လူတို့ရဲ့လှူရှားမှုတွေကိုလေချောင်းကနေเนาะဘုံနေကျဲပြီးတော့နှိတ်ကွတ်တယ်။ဘာကြောင့်လဲဆိုတော့တို့ကဒီရွေးကောက်ပွဲဖြစ်မှသာလျှင်တို့ရဲ့ရှင်သန်ရည်ရည်ရာပို့ပြီးတော့ အာအာနာမြဲလာမယ်ပို့ပြီးတော့မှသူတို့အတွက်ထပ်ပေါက်ဖြစ်လာမှာလို့သူတို့မြင်နေတော့ကြောက်ဒီရွေးကောက်ပွဲတော့မဖြစ်ဖြစ်တဲ့နီလန်ပေါင်းစုံအကြံဖတ်မှုပေါင်းစုံတုံးပြီးတော့လုံနေတဲ့အခြေအနေလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဟုတ်ကဲ့အဲဒီအကြံဖတ်မှုနေရာတော့ဆရာနာရှင်ကြီးရဲ့ဗီဇအတိုင်းပေါ့နော်ဒါလောက်ကြတယ်အကြောက်တရားနဲ့အုတ်ချုပ်ဖို့စူးစမ်းကြတယ်ဒါပေမဲ့ဒီလိုလောက်တာကပြည်သူတွေရဲ့ဒီလူထုရဲ့စန့်ကျင်စိတ်ကိုပေါ့နော်ရောကြသွားစီလားတမမို့ရင်ပို့ပြီးတော့ပြင်းထန်လာတယ်လို့ဒါပြောလို့ရလားကိုနန်းလေးနေနဲ့ဘယ်လိုသုံးသပ်ခြင်းလဲရှင့် အယုအရှင်းဆုံးပြောရရင်လူသားတယောက်ဖြစ်လာပြီဆိုရင်သူ့ကိုအကြောက်တရားနဲ့အုပ်ချုပ်တဲ့ကိစ္စအကြောက်တရားနဲ့ခိုင်းစေတဲ့ကိစ္စဘယ်ကိစ္စမှမလိုချင်လူရဲ့ပင်ကိုယ်သဘောကြီးကလွတ်လပ်ခြင်းနဲ့နော်အဲသူသူ့ရဲ့ရှင်သန်ရည်ညက်ရည်မှုနဲ့ပတ်သက်လွတ်လပ်လပ်ပဲသူကဆုံးဖြတ်ခြင်းနဲ့ရွေးချယ်ခြင်းနဲ့ဒီမိုကရေစီရဲ့အာတကြကဘာလဲလို့မေးရင်ဒီမိုကရေစီကရွေးချယ်နိုင်တယ်ကျွန်တော်တို့ခင်ဗျားတို့ဘယ်လိုဆက်ပြီးရရှင်သန်ရည်ညက်မလဲဘာလို့လုပ်မလဲဘယ်ပညာသင်မလဲဘသူ့ကိုမဲပေးမလဲတို့ဒီမို့မဲမပေးဘူးလားဆိုတာကိုလူတွေကလွတ်လပ်လပ်ရွေးချယ်ခြင်းကြတယ် ဒါပေမဲ့ဆက်အနာရှင်ကတော့အဲ့လိုမဟုတ်ဘူး။ဟာမဲပေးကိုပေးရမယ်။ငါတို့ပါတီကိုပဲပေးရမယ်ဆိုရင်တကယ်ကိုအကြောက်တရားတွေဖိနှိပ်မှုတွေတုံးပြီးတော့လုံနေသမျှကာလပတ်လုံးကတော့စေအုပ်စုဆက်အနာရှင်ကိုလူထောက်ခံမှုကဘယ်တော့မှရှိမှလည်းမဟုတ်ဘူးရမှလည်းမဟုတ်ဘူး။ဒီရွေးကောက်ပွဲကအရှင်းဆုံးပြောရရင်လူလူရဲ့ပူးပေါင်းပါဝင်မှုလည်းရှိမှမဟုတ်ဘူး။လူလူရဲ့ဆန္ဒလည်းမပါဝင်တဲ့ရွေးကောက်ပွဲဆိုတာကစေအုပ်စုပို့ပြီးအကြမ်းဖက်လေလေအဲ့ဒီခုနကလူလူရဲ့ဆန္ဒမပါဘူးဆိုတော့အချက်ကပို့ပြီးတော့ထင်ရှားလေလေပို့ပြီးပေါ်လွင်လေလေပြန် အဲကြောင့်လည်းနိုင်ငံကကျွန်တော်တို့အစိုးရတွေနိုင်ငံကအဖွဲ့အစည်းတွေကမ္ဘာကူလသမဂ္ဂစတဲ့ဒီအင်အားစုတွေအလုံးကဒီရွေးကောက်ပွဲဟာတကယ့်ကိုလွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲမှာဖြစ်နိုင်ဘူးဆိုတာကိုလည်းအပြတ်အသုံးညင်းပယ်နေတာ။ဘာကြောင့်လဲလို့မင်းလူလူကိုယ်တိုင်ကဒီကနေ့ထိဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်စိတ်လဲဝင်စားဘူး၊မဲလဲမပြီးခြင်းဘူး။ဖြစ်ပြောရမယ်ဆိုရင်ဒီရွေးကောက်ပွဲကိုပြတ်သွားစေချင်တယ်။ပြတ်သွားစေချင်တယ်။ဆိုတော့ထို့သောညာလည်းပဲဆေးဥစုကတော့သူ့ပိတ်တက်နေသူပေါ့ဗျာ။လှုပ်လာမဲ့ရွေးကောက်ပွဲဆိုတာကိုလည်းလူလူကသိထားပြီးဖြစ်တယ်။ဒါကြောင့်လူလူအနေနဲ့ကတော့ရရင်ရတဲ့နီလန်းပေါင်းစုံ ရားရမ်းမြကျွန်တော်တို့အခြေအနေကနေပြီးတော့စန့်ကျင်မှုတွေတွန်းလှန်မှုတွေကတော့ရှိနေမှာပဲစစ်အာဏာရှင်ကအကြောင်းတရားနဲ့ဖိနှိပ်တွေလူလူရဲ့ငုံမခံပဲတုတ်ပြန်တဲ့တော်လှန်လှုပ်ရှားမှုတွေကတော့တောက်လျှောက်ရှိနေမှာပဲဒီရွေးကောက်ပွဲမတိုင်ခင်လည်းရှိမယ်ရွေးကောက်ပွဲကာလာတွင်းမှာလည်းရှိမယ်ရွေးကောက်ပွဲအပြီးမှာလည်းပဲလူလူရဲ့တော်လှန်မှုလှုပ်ရှားမှုတွေကဆက်ပြီးရှိနေပါလိမ့်မယ်ဟုတ်ကဲ့ခုနကအကိုပြောရလို့ပဲနိုင်ငံရဲ့ ဟိုထောက်ခံမှုလည်းမရဘူးဆိုတာလေးလေအသေးစိတ်လေးအကိုဆက်ပြီးတော့ဟိုမေးချင်ပါတယ်အကိုဒီယူကပွဲကစစ်ကော်မရှင်အနေနဲ့ပေါ့နော်နိုင်ငံကချီကနေပြီးအတိမတ်ပြုမှုရဖို့ကြိုးပမ်းနေဆိုပေမဲ့ပေါ့နော်လက်ရှိအခြေအနေရတော့ UN အပါဝင်နိုင်ငံကတချို့ကနေပြီးတော့တရားမဝင်တဲ့ယူကပွဲပါဆိုပြီးတော့ယူကပွဲတော့မပြတ်ရသေးဘူးပေါ့နော်ဒါပြောထားနှင့်ပြီးအဲ့တော့အဲ့ပေါ်မှာရောအကိုအနေနဲ့ဘလို့သုံးသက်ပြောချင်တာရှိမလဲရှင်ဟုတ်နိုင်ငံကကတော့အစောကတည်းကမင်းအွန်လိုင်းအာနာသိမှုနဲ့ပတ်သက်ရင်လက်မခံ ပြောရရင်အခုချိန်မှာမင်းအွန်လိုင်းဆေးဥစုကိုကူညီနေတဲ့တရုတ်နိုင်ငံကိုယ်တိုင်တောင်အာနာသိန်းစာကာလမှာတော်တော်လေးတည်ထားပြီးဆက်ဆံတယ်။တော်တော်လေးတည်ထားပြီးဆက်ဆံတာကိုတွေ့ရလိမ့်မယ်။နောက်မှသာဒီမင်းအွန်လိုင်းနဲ့ဟလာဆေးဥစုပြိုလို့မရဘူးဆိုရယ်တရုတ်ရဲ့စံသချက်ရှိလာပြီးနောက်ပိုင်းမှာမှဒါပြောရမယ်ဆိုရင်ပေါ်ပေါ်ထင်ထင်ဒီလိုမျိုးအကူအညီတွေငွေကြေးအကူအညီနိုင်ငံရေးအကူအညီနောက်ပြီးတော့စည်ရေးနဲ့လက်နက်အကူအညီတွေပို့ပြီးပေးလာတာဖြစ်တယ်။တကယ်တမ်းတော့ဒီအာနာသိန်းမှုကိုတရုတ်ပါဝင်အာဆီယံဒေသတွင်းနိုင်ငံတွေနောက်နိုင်ငံတကာ ဘယ်နိုင်ငံကမှဒီအာဏာသိမ်းမှုကိုလက်မခံခဲ့ဆိုတော့အခုအချိန်မှာရွေးကောက်ပွဲလုပ်မယ်လို့ပြောလာတာလည်းပြောရမယ်ဆိုရင်မြန်အောင်လိုင်းလှုပ်ချင်လင်းလို့ဆိုတာထက်ဆိုင်တရုတ်ရဲ့ဖိအားပေးမှုကြောင့်လည်းပါတယ်လို့ကျွန်တော်တို့သုံးသပ်တယ်တရုတ်ကိုယ်တိုင်ကဒီလိုမျိုးမြန်မာပြည်မှာစစ်အာဏာသိမ်းမှုနဲ့မတီးမငြိမ်ဖြစ်နေတဲ့လက်ဆိုင်ရွေးကောက်ပွဲနဲ့တခြားသောနိုင်ငံကြီးအခင်းအကျင်းအပြောင်းလဲကို မျော်လင့်ပြီးတော့မှဒီရွေးကောက်ပွဲလုပ်ဖို့အတွက်တစ်ဖက်ကလည်းချော့ပေါ့ဗျာတစ်ဖက်ကလည်းချော့ဒီလိုနီလန်းပေါင်းစုံသုံးပြီးတော့မှသွားနေတာပေါ့ဒါကြောင့်လည်းကျွန်တော်တို့ကဒီရွေးကောက်ပွဲကိုတရုတ်ကစပွန်ဆာလုပ်တဲ့ရွေးကောက်ပွဲလို့ကျွန်တော်တို့ပြောတာပေါ့ထို့သောတရုတ်ကတော့စပွန်ဆာလုပ်ထားပေမဲ့လို့ဒီအနောက်နိုင်ငံတွေနောက် ASEAN နောက် UN ဒီအခင်းကျင်းတွေဒီနိုင်ငံတွေကတော့ဘလို့မှဒီရွေးကောက်ပွဲကိုထောက်ခံစရာမရှိဘူးသဘောတူစရာမရှိဘူးဘာကြောင့်လဲလူတို့ထောက်ခံမှုလူတို့ရဲ့ပူးပေါင်းပါဝင်မှုလုံးဝမရှိတဲ့အတွက်ကြောင့်ပဲတစ်ဖက်မှာတော့ မင်းအွန်လိုင်းဒီသူရဲ့ခုနကမိတ်ဆွေနည်းနည်းပေါ့သူရဲ့အာနာရှင်မိတ်ဆွေနည်းနည်းနဲ့သူကတရုတ်ရုရှားဘယ်လာရုဒီလိုနိုင်ငံတွေရဲ့ထောက်ခံမှုပံ့ပိုးမှုနဲ့ဒီရွေးကောက်ပွဲကနေသူရဲ့ထွက်ပေါက်ကိုသူဖန်တီးဖို့ကြိုးစားနေတာဖြစ်တယ်ထို့သောကျွန်တော်တို့အတွက်ကတော့ impedance ရှင်းတဲ့ကိစ္စကဘာလဲဆိုရင်တော့ဒီရွေးကောက်ပွဲအတူကြီးပြီးလဲကျွန်တော်တို့ဒေါ်လာရင်းဆက်ချမှာပဲဘလိုနီးနေပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အဓိက ODI ကတည်း Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ဖြစ်တယ်ဒီလိုပြည်တော်စုတည်ဆောက်ဖို့ဆိုရင်ဒီဆေအနာရှင်ဆေအုပ်စုရှိနေတဲ့မြောက်ကာလပတ်ကာလပတ်လုံးကတော့တိုင်းပြည်ကလုံးဝ တည်ငြိမ်မှုငြိမ်းချမ်းမှုအေးချမ်းမှုရမှာမဟုတ်ဘူး။ဒါကြောင့်ကျွန်တော်တို့ဟာစေအုပ်စုအလုံးစုံပြတ်သုံးရေးဆ ਿਆ နာရှင်စနစ်အမြင့်ပြည့်ရေးအတွက်ကိုကျွန်တော်တို့ကတော့ဆက်ပြီးတော့ဒီရွေးကောက်ပွဲပြီးလက်ဆက်ချသွားမှာပဲ။ဒီပေါ်မှာကုညီရဲ့နိုင်ငံတွေရှိမယ်၊ပံပိုးတဲ့နိုင်ငံတွေလည်းရှိကောင်းရှိနိုင်တယ်။ထို့သောတည်ကြာတစ်ခုကတော့ကျွန်တော်တို့ဒီကနေ့ဒီချိန်အထိဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်ခွန်ကိုအားလူလူရဲ့အားနဲ့ပဲဆက်ရုံးကန်နေတယ်။ဆက်ပြီးတော့မှလည်းနိုင်ငံတကာရဲ့အကူအညီတွေရသည်ဖြစ်စေမရသည်ဖြစ်စေကျွန်တော်တို့ကတော့ဆက်ပြီးတော်လန်ရေးအင်အားစုရတော့ကိုခီကိုဆက်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ပြင်ဆင်နေကြတယ်၊စူးစမ်းနေကြတယ် တစ်ဖက်ကမင်းအွန်လိုင်းရဲ့စစ်အုပ်စုနော်လှုပ်လာတဲ့ရွေးကောက်ပွဲဟာကျွန်တော်တို့တော်လန်ရေးအပေါ်မှာဘလို့မှတက်ရောက်မှုမရှိနိုင်ဘူးကျွန်တော်တို့ကတော့ impedance ရှင်းလင်းတဲ့လက်ညောင်းတစ်ခုနဲ့ဆက်သွားနေတယ်ဒါကတော့ကျွန်တော်တို့တော်တော်လေးဟိုပြောရမယ်ဆိုရင်ခိုင်မာယုံကြည်တဲ့တနိဋ္ဌာန်နဲ့ဆက်ပြီးတော့ခြိတက်နေတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့နိုင်ငံတကာကလည်းအတိမတ်ပြုမှုမလုပ်ဘူးပေါ့မရှိဘူးပေါ့နော်အဲ့တော့ပြည်တွင်းတွေကဟုတ်ဟုတ်ဒီပြည်သူလူထုကလည်း ပြည်သူလူထုကလည်းလင်းလူရှုတယ်လို့ဒါပြောလို့ရတယ်ပေါ့နော်လတော်အခြေအနေရရွေးကောက်ပွဲကိုအဲ့တော့ဒီလိုအခြေအနေကြီးနဲ့ဖြစ်လာတဲ့ရွေးကောက်ပွဲပြီးသွားခရင်ရောမြန်မာနိုင်ငံရဲ့ဒီနိုင်ငံရေးခင်းချင်းကပေါ့နော်ပြောင်းလဲသွားနိုင်မယ်လို့ရောပြောလို့ရလားအခုအနေနဲ့ဘယ်လိုမြင်လဲရှင့်သေအုပ်စုရဲ့ဒီသူ့ရဲ့ကလင်နာသူ့ရဲ့ခုနအခင်းချင်းကတော့အခုတော့ခင်ကြီးတို့နော်ညာထွန်းဦးတို့နောက်ပြီးတော့ဟလား မျိုးစောစသဖြင့်သူတို့ရဲ့ပြောရမစင် headline ကလည်းမားတွေပေါ့နော်စစ်တပ်ရဲ့တကယ့်အုံမှာအကြမ်းဖက်မှုတွေစစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့ဒီစစ်ဗိုလ်ချုပ်တွေက uniform ချုပ်ပြီးတော့မှအာလွှတ်တော်အတူရောင်နေဟလာတစ်ဖက်ကရှိနေတဲ့25ရာခိုင်နှုန်းနဲ့ပေါင်းပေါင်းပြီးတော့မှသူတို့ရဲ့ကြန့်ခိုင်ရေးနဲ့သူတို့ကအစိုးရတွေဖွဲ့မယ်အာပြောပြီးရင်တော့သူတို့ကငါတို့ကယူကောက်ပွဲကတက်လာတဲ့အစိုးရဖြစ်တယ်ဒီမှာလွှတ်တော်ရှိနေပြီဒီမှာအစိုးရရှိနေပြီစသဖြင့်ဒီမိုကရေစီကိုအပေါ်ကနေအရေးခြုံပြီးတော့မှ အာဏာရှင်ကိုဆက်ပြီးတော့စနစ်ကိုအသက်သွင်းမဲ့ အဲ viewer တွေချနေလို့ကျွန်တော်တို့ပြောလို့ရတယ်တချို့ကလည်းမျောလင်းလာက2010လုံးကလိုမျိုးဟလာဦးသိန်းစင်တက်လာပြီးနောက်ပိုင်းမှာအတိုင်းပြည်ကအပြောင်းလဲတွေဖြစ်သွားတယ်အဲ့ဒီအပြောင်းလဲဖြစ်တဲ့ပုံစံမျိုး2020ဒီ25မှာလည်းဖြစ်လာနိုင်မလားလို့တချို့ကလည်းစိတ်ကူးရင်နေတာမျိုးရှိတယ်ကျွန်တော်တို့ကတော့အရှင်းလင်းဆုံးအပြတ်သားဆုံးပြောရရင်အခုရှိနေတဲ့အခင်းချင်းဒီမဲအွန်လိုင်းနဲ့သူ့ရဲ့စစ်ဘိုလ်ချုပ်တွေဆက်ပြီးအာနာဒီမြဲဘိုလ်ကလွဲပြီးတော့ဘာမှမဖြစ်နိုင်ဘူးဆိုတာကိုလည်းကျွန်တော်ထပ်ပြီးတော့မှအတိအကျပြောလို့ရတယ်ဘလို့ပဲ ခုနလိုဟလာလွတ်တော်တွေပေါ်လာလားဘလို့ပဲခုနလိုအစိုးရတွေဖွဲ့ဖွဲ့စစ်စိမ်းအောင်ယူနီဖောင်းချွတ်ပြီးတော့တိုက်ပုံဝင်လဲအာနာရှင်ကအာနာရှင်ပဲစစ်ရသူတွေကောင်ကစစ်ရသူတွေကောင်ပဲသူတို့ကဆက်ပြီးတော့မှတိုင်းပြည်ကိုဂုတ်သွေးစုံမယ်သူတို့ရဲ့အာနာဒီမြေကြီးအတွက်ဆက်လုပ်မယ်ဆိုတော့ဒီအခင်းချင်းရပဲဆက်ပြီးရှိနေမှာဖြစ်တယ်တပတ်ကတော့ရောင်ပြအပြောင်းလဲရင်နဲ့လူလူကိုလှည့်ပြားဖို့နိုင်ငံကာကိုလှည့်ပြားဖို့ကြိုးစားကောင်းကြိုးစားလိမ့်မယ်ဒါပေမဲ့ကျွန်တော်အချင်းချင်းပြောခဲ့လို့ပဲဒီဘက်ကလည်းလူလူနဲ့ဒူတော်လိုင်းကြီးကဆက်ပြီးချမှာဖြစ်တဲ့အတွက်ကြောင့်တိုင်းပြည်ဟာ ီရွေးကောက်ပွဲအလွန်မှာအပြောင်းလဲဒုသီမုတ်တည်ငြိမ်မှုရှိဖို့ဆိုတာတော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ကတော့ပြောချင်ပါလေဗျ။ဟုတ်ကဲ့ဟုတ်လက်ရှိအခြေအနေရဆိုတာမဲဆွဲသူရောဝင်ရံသူရောမရှိတဲ့ဒါ6ကက်ကက်ရွေးကောက်ပွဲလို့ပြောလို့ရတာပေါ့နော်အဲ့တော့ဒါလွန်ခဲ့တဲ့9နှစ်ကိုပြန်သွားမယ်ဆိုရင်2020ရွေးကောက်ပွဲနဲ့ကျမတို့ချိန်ထိုးကြည့်လိုက်မယ်ဆိုရင်ပေါ့နော်ဒီအခြေအနေပေါ်မှာကိုနန်လင်းနေနဲ့ဘယ်လိုသုံးသပ်မလဲရှင့်လူလူထောက်ခံတဲ့ခေါင်းဆောင်တွေလူထောက်ခံတွေထောက်ခံတဲ့ပါတီတွေဒါတွေကိုဖျက်သိမ်းเนาะဖျက်သိမ်းပြီးတော့မ ခေါင်းဆောင်တွေကိုထောင်ချပြီးလုပ်တဲ့ရွေးကောက်ပွဲမှာဒါကဘလို့မှရွေးကောက်ပွဲဆိုတဲ့နာမည်တက်ထားပြီးမှကျွန်တော်တို့တောက်လျှောက်ပြီးတော့ဒါလုံပွဲပေါ့ဗျာနော်ဒီလုံပွဲယူလူတို့ကအင်မတန်သိတာနေတဲ့ခါကျတော့ဘလို့မှသူ့မှာစိတ်ဝင်စားနိုင်စရာအကြောင်းလည်းမရှိတစ်ဖက်ကလည်းအကြမ်းဖက်မှုပေါင်းစုံသုံးပြီးတော့ဟိုလူလူရဲ့အသေးကြမဲစပြားကိုဓာမှုတနက်ထောက်ပြီးတော့မဲယုံနဲ့တွန်းပို့ဖို့ကြိုးစားနေတဲ့ကိစ္စကိုလည်းလူလူကလုံးဝလက်မခံဘူး ်ဆိုတော့ဒါကဂျိမ့်သေးတယ်အဲ့တော့ဘလို့မှဒီရွေးကောက်ပွဲပေါ်မှာလူလူရဲ့စိတ်ဝင်စားမှုတို့ပါဝင်မှုတို့ဒါတွေရရှိမှာမဟုတ်ဘူး2012 2015 2020ဘာကြောင့်လူလူကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တက်ကြွတယ်လဲဘာကြောင့်ခုနကလို့တကယ်ကိုကိုဗစ်ဖြစ်နေတဲ့အချိန်ကဘာလုံးဆိုင်ရာကဘေးတခုဖြစ်နေတဲ့အချိန်မှာတောင်လူလူကဘာကြောင့်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဖက်တန်တယ်လဲအားပေးတယ်လဲဆိုတော့လူလူထောက်ခံတဲ့ပါတီတွေလူလူထောက်ခံတဲ့ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်တဲ့ရွေးကောက်ပွဲဖြစ်တယ်ဒါနံပါတ်1နံပါတ်2ကလူလူလက်လက်သူ့ရဲ့ဆန္ဒကိုဖော်ထုတ်နိုင်တယ် သူကြိုက်တဲ့ပါတီကိုသူမဲပေးလို့ရတယ်ဒိုသီမို့မဲမပေးပဲလဲသူမှနေခွင့်ရှိ2020မှာလဲ no vote campaign နေရှိတယ်ဆိုတာမျိုး main online ကိုကပါဇက်ကထုတ်ပြောခဲ့ခုတယ်ဆိုတော့ကမဲမပေးပဲနဲ့နေကြတဲ့အုပ်စုလည်းရှိတယ်ထို့သော2015မှာပဲပေးတဲ့မဲထက်ဆိုင်2020မှာပို့ပြီးတော့မှမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကပို့ပြီးမဲရတယ်အဲ့ဒါဘာကိုပြနေလဲဆိုရင်လူလူကိုကြည့်တဲ့လူလူအတွက်လုပ်တဲ့ပါတီကတော့ ရွေးကောက်ပွဲတိုင်းမှာအောင်ပွဲခံမှာပဲ။ဒါနဲ့ပတ်သက်ရင်စစ်အာဏာရှင်တွေစစ်ဗိုလ်ချုပ်တွေကတော့မကြိုက်ဘူးပေါ့ဗျာ။ဒါကြောင့်လဲ2020မှာအတင်းကိုအာရမနဲ့အာဏာသိမ်းပြီးတော့ဒီနေ့တိုင်းပြည်ကြီးခင်းချင်းရောက်နေတာဖြစ်တယ်။အဲ့တော့2020ရွေးကောက်ပွဲ2025ရွေးကောက်ပွဲဘာကွာလဲလို့မင်းရင်လူလူကိုလွတ်လွတ်လပ်လပ်နဲ့ဝင်ကိုမပေးတာရယ်။နံပါတ်1ကတော့လူလူထောက်ခံတဲ့ပါတီလူလူထောက်ခံတဲ့ခေါင်းဆောင်တွေမပါတဲ့ရွေးကောက်ပွဲ။ဒီရွေးကောက်ပွဲဟာရွေးကောက်ပွဲတစ်ခုရဲ့အနှစ်သာရရွေးကောက်ပွဲတစ်ခုရဲ့ဂုံကျက်တည်းပြောရမယ်ဆိုရင်တော့ ရွေးကောက်ပွဲလို့ကိုမခေါ်ထိုက်တဲ့အခြေအနေတစ်ခုဒါကိုလူလူကသိနေတယ်ခံစားနေရတယ်ဆိုတဲ့အခြေအနေဒီနှစ်ခုကတော့အင်မတန်ဒါထင်ရှားတဲ့ခွာချက်ချက်ဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျတတိတွေကလည်းလူတို့ကဒါစိတ်ဝင်စားဘူးမထောက်ခံဘူးဆိုတာကိုပြနေတယ်ပေါ့နော်ဒါပေမဲ့ အဲစစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းကတော့ပြောတာကနည်းနည်းကွဲလွဲနေရလေးတွေ့ရတယ်အကြောင်းရဒီလိုပါကိုဒီဒီဇမလ3ရက်နေ့ကပြည်ဦးလင် DSC အဲဒီဘူလောင်တင်တဲ့ចောင်းစင်းပွဲမှာပေါ့နော်အဲပြောခဲ့တာပါအဲ့ဒါကတော့ဒီ အဲအစိုးအစိုးရတည်းရဖြစ်လာရင်ပေါ့နော်ဒီပြည်သူဆန္ဒနဲ့တင်လိုက်တဲ့စစ်ကောင်ရှင်ရဲ့အစိုးရတည်းရဖြစ်လာလို့ရှင်ရင်လက်ရှိဒီအကြမ်းဖက်မှုတွေလုပ်နေတယ်လို့သူ့ရဲ့ဆွဆွဲချက်ပေါ့နော်အကြမ်းဖက်မှုတွေလုပ်နေတဲ့အဖွဲ့အစည်းတွေကဆက်ပြီးတော့ရက်တီလို့မရတာဖြစ်မှာစိုးလို့ပေါ့နော်အာဒီရွေးကောက်ပွဲကိုစန့်ကျင်နေတာလို့သူကဆွဆွဲပြောဆိုသွားပါတယ်အကိုအကိုအနေနဲ့ဘယ်လိုမြင်လဲရှင်အဲ့ပုံမှာဟုတ်ဒီရွေးကောက်ပွဲကစေအုပ်စုရဲ့အာဏာဒီမြေကြီးသူတို့ဆက်ပြီးတော့ဒီရွေးကောက်ပွဲမှာမလုပ်ဘူးဆိုရင်သူတို့ရှင်သန်ဖို့ခက် အဲ့တော့ကြတို့ session တမ်းမလုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့ဟာတော့ဒါကျွန်တော်အရှင်းလင်းဆုံးထပ်ခါထပ်ခါပြောချင်တယ်။နံပါတ်1ကရွေးကောက်ပွဲလုပ်လို့တော်လန်ยีကအားရော့သွားစီရကျွန်တော်တို့အခုเนาะရုံုံကြီးကြီးနဲ့နယူးတော်လန်ยีကသွားနေရဲ့လမ်းကြောင်းကအားရော့သွားစီရမရှိဘူး။နယူးတော်လန်ยีကိုဖျက်ဆီးမှာကနယူးတော်လန်ยีတွေကလုတ်ရအမှားကြီးဘူးအလွဲတွေကပဲနယူးတော်လန်ยีကိုဖျက်ဆီးရန်သူစေဥစုကကျွန်တော်တို့ဖျက်ဆီးလို့မရနဲ့။ဒါတော့ကျွန်တော်ဂျုံတီထားတဲ့ဂျုံတီချက်ဖြစ်တယ် ောက်တစ်ခုကဒီရွေးကောက်ပွဲအခင်းချင်းကိုလည်းပြန်တိကြည့်အောင်ဒီရွေးကောက်ပွဲအခင်းချင်းကလာ PR စနစ်တွေလာနေမြေခွေးမှုတွေပုံစံဘောင်းစုံပေါ့ဗျာနောက်တစ်ခုကမဲပိတာအစဒီဒီနော်အီလက်ထရောနစ်စနစ်နဲ့မဲပိတယ်ဆိုတာလေအားလုံးဒီစေအုပ်စုနောက်ခံပေးထားတဲ့ကြန့်ခိုင်ရေးပါတီနိုင်ဖို့အတွက်လှုပ်ထားတဲ့အခင်းချင်းပဲပြောရမယ်ဆိုရင်ကြန့်ခိုင်ရေးခင်းနေတဲ့ဇလန်းကနိုင်လဲနိုင်ရမယ်ရှိုးရင်လဲနိုင်ရမယ်ဆိုတဲ့အခင်းချင်းကိုသူခင်းနေတာဖြစ်တယ်အဲ့တော့ဒီကာလမှာအခု ဥခင်ဘုခင်ပြောနေတဲ့စကားတွေကိုကြည်လိုက်ပါဇက်ကသာခုနရွေးကောက်ပွဲမဲဆွဲတာပြောနေတာတကယ်ပြောနေတဲ့အပြောတကယ်လုပ်နေတဲ့အလုပ်တွေကအာနာရှင်အမူကျင့်တွေအာနာရှင်ဇယိုက်တွေကြီးပဲအဲ့တော့ဒီရွေးကောက်ပွဲဟာသူတို့စစ်အုပ်စုအာနာတီမြေကြီးအတွက်ကိုပုံသဏ္ဍာန်ပေါင်းစုံနဲ့ခင်းကျင်းလာတဲ့အခင်းကျင်းတာလည်းဖြစ်တယ်ကျွန်တော်တို့တော်လန်ကြီးကျွန်တော်တို့အင်အားစုတွေကတော့ဆက်ပြီးတော့တော်လန်ကြီးရဲ့ကြီးမန်းချက်တော်လန်ကြီးရဲ့ပန်းတိုင်းတွေကိုခိုင်ခိုင်မာမာနဲ့ဆက်သွားဖို့ကကျွန်တော်တို့ရွေးချယ်ပြီးသားဖြစ်တယ်။အဲ့အတွက်လည်းကျွန်တော်တို့တွေလှုပ်ရှားရှိကြတယ်အကုန်လှုပ်ပြီးတော့ကျွန်တော်တို့တော်လန်ကြီးတွေကအားနေချက်တွေ ဒီလေးနှစ်တာကာလဖြတ်သန်းမှုဒါတွေကိုပြန်သုံးသက်ပြီးတော့မှလာမယ့်အခင်းကျင်းတွေမှာတော်လန်ကြီးကဒီထက်ပိုပြီးတော့လူလူယုံကြည်မျှော်လင့်မှုနဲ့ပိုနီးစက်တဲ့အခင်းကျင်းတွေဖြစ်နိုင်မှုအတွက်ကျွန်တော်တို့တွားမှုပြင်ဆင်နေတယ်။စေအုပ်စုစေအာနာရှင်ရဲ့ရွေးကောက်ပွဲကနေကျွန်တော်တို့တော်လန်ကြီးကိုအားနည်းသွားစေရာထိခိုက်သွားစေရာတော့ မရှိဘူးလို့ကျွန်တော်ကတော့မြင်ဟုတ်ကဲ့ဟုတ်ကဲ့အဲအရှိမပြောခဲ့တဲ့အခုလူလူလှူရှားမှုကြောင့်လေးဆက်ပြီးတော့မေးချင်ပါတယ်အဲ့ဒီအခုလုံနေတဲ့လူလူလှူရှားမှုတွေနောက်ပြီးတော့စန့်ကျင်ရေးလှုံ့ဆော်မှုတွေရောဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိမယ်လို့အကိုလို့အနေနဲ့ခံမှန်းထားလိုက်ပေါ့နော်ဟုတ်ဒီကနေ့ရွေးကောက်ပွဲကိုလူလူမယုံနေတာဒီနေ့ရွေးကောက်ပွဲကိုလူလူမပါဝင်လို့တာလူလူဆန္ဒမရှိနေဘူးဆိုတာကိုကပြောရမယ်ဆိုရင်ဒီဒေါ်လာရင်းအင်အားစုတွေနဲ့လူလူတရလုံးပါဝင်ဆွေးနွေးခဲ့တဲ့မြေဥဒေါ်လာရင်းရဲ့အချိန်ရောက်ပဲလို့ကျွန်တော်ကတော့ပြောချင်တယ်ဆိုတော့ လက်ရှိဒီကနေ့အချိန်လေးရဲ့အရာကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒုလှုပ်ရှားမှုတွေဒီဟုတ်စခဲ့တဲ့အချိန်ကလောက်တော့ဒါအာမကောင်းတဲ့အချိန်လေးဆိုတာကျွန်တော်နားလည်ထားတယ်ထို့တော့ဒါနံပါတ်အချက်နဲ့ချက်ချက်ဖြစ်တယ်နံပါတ်၁အချက်ကတော့အာနာရှင်စေအုပ်စုရဲ့လူလူပေါ်မှာမတရားဖိနှိပ်မှုတွေကြောင့်ရယ်နံပါတ်၂ကတော့စာဝတ်နေရေးကြက်တဲမှုကြောင့်လူလူကိုတကယ်ကိုမှခုနကလိုတစ်ဖက်ကစာဝတ်နေရေးကြက်တဲမှုတွေဖြစ်အောင်ဖန်တီးတယ်တစ်ဖက်ကနေကြတော့ ခုနလိုဖိနှိပ်မှုတွေလုပ်တဲ့ခါမှာလူလူအတွက်ကဒီနိုင်ငံကြီးလှူရှားမှုတွေမှာပါဝင်နိုင်ဖို့ဆိုတာကတော်တော်ကိုအခက်အခဲဖြစ်သွားတယ်။ဒီလိုအခက်အခဲဖြစ်နေတာတော့မှဒီကနေ့အချိန်ထိတော်လန်ရေးနဲ့ကျွန်တော်တို့ရဲ့လူလူလှူရှားမှုတွေကဆက်ပြီးတော့ပုံတရံဘောင်းစုံနီလန်းဘောင်းစုံနဲ့ဆက်ရှိနေတယ်။အခုကျွန်တော်တို့၄နှစ်ကျော်၅နှစ်ဖြတ်တန်းပြီးတဲ့လူလူလန်ရေးအချိန်အရေးအရဒီကနေ့ဒီချိန်မှာလူလူလှူရှားမှုတွေကိုပြန်ပြီးတော့အရှိန်အဟုန်မြင့်ဖို့လိုတယ်။ဒါဟာဒီကနေ့လူလူလန်ရေးရဲ့လိုအပ်ချက်ဖြစ်တယ်။ကျွန်တော်တို့ယုံကြည်ကြသည်လူလူလန်ရေးဟာစီးရေးတိုက်ပွဲတစ်ခုလေတက်တက်နဲ့ကျွန်တော်တို့ ပွဲမသိမ့်နိုင်ဘူးတော့မဟုတ်ဘူးထို့တော့ဒုတိယတိုက်ပွဲနဲ့ပေါင်းဆက်ပြီးတော့သွားမယ်ဆိုရင်ပို့ပြီးတော့မှကျွန်တော်တို့ရဲ့ရီမန်းရာရီရွယ်ချက်ကိုပို့ချောင်းနိုင်လိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်နောက်တစ်ခုကတော်လန်ရေးဟာဂျီရိုခီတာတိုခီမို့တော့ဆိုတာဒီကနေ့ဒါကျွန်တော်တို့အများအားလုံးနားလည်နေပြီဖြစ်တယ်တော်လန်ရေးဟာဂျီရိုခီတာတိုခီမို့တော့ဒီလိုတစ်ဖက်ကလည်းတော်လန်ရေးရဲ့ဇံမျိုးကြီးဟလာကြာကျင်လောက်ကြာဆိုတဲ့အခြေအနေလည်းဖြစ်လို့မရဘူးဒီအခြေအနေတစ်ခုကြာမှကျွန်တော်တို့ကပြန်ပြီးတော့မှ ကိုဘက်ကပြင်ဆင်စရာရှိတာပြင်ဆင်30စရာရှိတာသုံးသက်ပြီးတော့တော်လန်ဤခီးကိုခိုင်ခိုင်မာမာဆက်နိုင်ဖို့ကျွန်တော်တို့မျောလင်းချက်ပန်းနိုင်ကိုဆက်ရောက်နိုင်ဖို့တော့ကျွန်တော်တို့အလုပ်တွေအများကြီးလုပ်ဖို့လိုတယ်လို့ကျွန်တော်တို့မြင်တယ်။အိမ်မှာမှလူလူလှူရှားမှုကလည်းအင်မတန်အရေးပါတဲ့အင်မတန်အခရာကျတဲ့အနေအထားတစ်ခုမှရှိနေရယ်။လမ်းကြောင်းတစ်ခုတိုက်ပွဲတစ်ခုမှရှိနေတယ်လို့ကျွန်တော်တို့မြင်တယ်။ကျွန်တော်တို့ကတော့လူလူရဲ့အားကိုယုံတယ်။လူလူကိုယ်တိုင်ကလည်းယုံကြည်ချက်ရှိရှိနဲ့ဒီခီးရဲ့မျောလင်းချက်ပန်းနိုင်တွေကိုနော်ကျွန်တော်တို့ဒါ ဆက်လက်စုကင်ပြီးတိုက်ပွဲဝင်ချီတက်ဖို့လိုတယ်ဆိုတာကိုလည်းကျွန်တော်ဒီနေ့ကနေတင်းစကားပြေးချင်ပါတယ်ဗျ။ဟုတ်နောက်ဆုံးမေးခွန်းမေးချင်တာကတော့ဗောနော်ဒီလက်ရှိလုံနေတဲ့လူလူလုံးဆောင်မှုတွေမှာတွေ့ရတာကဒီမင်းပပေးတာကလည်းနိုင်ငံသားခွင့်ရေးဖြစ်တယ်။နောက်ပြီးတော့ဒီလုံခြုံရေးကိုပဲဦးစားပေးပြီးတော့လှုပ်ဆောင်ကြပါလို့ဒါလှုပ်ဆောင်မှုတွေတွေ့ရတယ်ဗောနော်။ဒါပေမဲ့လက်တလုံးချင်နေရဆိုရင်အကိုရဲ့ဒီစစ်တပ်ဘက်ကနေပြီးတော့ ဖိနှိမ်သိမ့်ကုမှုတွေကပြင်းပထန်တယ်လုပ်နေတဲ့အခါမှာပြည်သူတွေအနေနဲ့ကလည်းစိုးရိမ်စရှိကြပါတယ်အဲ့တော့အကောင်းဆုံးပေါ့နော်အခုအနေနဲ့အကြံပြုချင်တဲ့ဟာမြန်ရှုံးလားရှင့်ဟုတ်မင်းအောင်လိုင်းပါဇက်ကလည်းထုတ်တော်ပြောထားတာပေါ့ဗျာနော်မဲပေးခြင်းမပေးခြင်းလူလူရဲ့ဆန္ဒလို့ဒါသူပြီးခဲ့တဲ့ခီးစဉ်တခုမှထုတ်ပြောတာကိုကျွန်တော်တို့ကြားလိုက်ရတယ်ဆိုတော့ဒီစကားကိုလက်တွေ့မြင်ပြီးမှဘလောက်ကျင့်သုံးနေတယ်လဲဘလောက်ကျင့်သုံးနိုင်မလဲဒါကတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမယ်ထို့သောတရားတစ်ခုကတော့အခုချိန်အထိလူလူကိုယူကောက်ပေါ်မှာပါဝင်ဖို့ နော်လူလူရဲ့ဆန္ဒလူလူရဲ့ခုနကအသေးကြကမဲရပြကိုဒါမိုးတဲ့ထောက်ပြီးတော့အတင်းအကျပ်မဲယုံနေတွန်းပို့နေတဲ့လောက်ရက်တည်းကတော့မြေပြင်မှာစတိုက်ဆိုလို့ကျူးတွနေတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆက်ကျင်ကန့်ကွက်တဲ့စကားတခွန်းဖြစ်ဖြစ်ခုနလို live တစ်ခု reaction တစ်ခုဒါကိုအကြောင်းပြုပြီးတော့နှိမ့်ချထောင်နိုင်နေချမှတ်နေဆိုတော့ဒါကတော့လက်ရှိစေအုပ်စုရဲ့အပြောနဲ့အလုံးနဲ့မညီတဲ့ကိစ္စဒါကတော့ important ထင်ရှားနေတယ်တစ်ဖက်မှာတော့ခုနကလူလူကိုရန်လည်းဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်ပါဝင်လူစိတ်ကမရှိဘူးနော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင် ဘယ်လိုမျိုးစန့်ကျင်ရမလဲဆိုတာကျွန်တော်တို့ကိုတောက်လျှောက်တာအဲဒီသတင်းစကားတွေနဲ့ပေးနေတာမေးနေတာတွေရှိတယ်။ဆိုတော့ကျွန်တော်တို့အကြံပြုချင်တာတော့နံပါတ်1ကဒီရွေးကောက်တက်နိုင်သမျှဒီရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးမှာခုနလိုမဲသွားပြမှမဟုတ်ဘဲနဲ့မဲစင်းကိစ္စတွေအပါအဝင်အားလုံးမှာမဘူးပေါင်းမပါဝင်ဘဲနဲ့နေကြဖို့ဆိုတဲ့ဟာတွေကျွန်တော်တို့ဒါနံပါတ်1သတင်းစကားအနေနဲ့ပေးတယ်။နံပါတ်2ကတော့အခက်မသိလို့ဒါမဲယုံနဲ့တောင်ရောက်ခဲ့တယ်ဆိုရင်မဲယုံနဲ့ရောက်ခဲ့ရပြီဆိုရင်လေစစ်အာဏာရှင်တဆိုးရှိစေမခလုတ်တွေကိုမနှိမ့်နဲ့လို့ကျွန်တော်ဒီနေရာနေသတင်းစကားပေးခြင်း ဆိုတော့ဒီနှစ်ချက်ကိုတော့ကျွန်တော်အလေးနဲ့ပြောခြင်းနဲ့နောက်တစ်ချက်ကတော့ဒီရွေးကောက်ပွဲဟာလူလူရဲ့ဆန္ဒအပါဝင်ဘူးလူလူကိုအကြမ်းဖက်နေတယ်ဆိုတဲ့ကိစ္စကိုလည်းပို့ပြီးတော့လူလူကြားမှာဒါများများထုတ်ဖော်ဖို့ဆိုလိုတာကဘာလဲဆိုရင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်မှုတွေစေအုပ်စုကလုပ်နေတယ်ဒီအကြမ်းဖက်မှုတွေကိုလည်းနှုတ်ဆက်မနေဘဲနဲ့တက်နိုင်သမျှနှိစက်ရသတင်းမီဒီယာတွေရှိကိုပို့ပြီးတော့ဒါဒီလိုမျိုးအကြမ်းဖက်မှုတွေရှိနေပါလေဆိုတာကိုပို့ပြီးတော့မှ နှုတ်စိတ်မနေဘဲနဲ့ဒါသတင်းမီဒီယာတွေနဲ့ချိတ်ဆက်ပြီးတော့ထုတ်ပြန်ကြဖို့ပြောကြဖို့ဆိုတာလေကျွန်တော်အလေးနဲ့တိုက်တွန်းလို့ရတယ်။ဘာကြောင့်လဲဆိုရင်ဒီရွေးကောက်ပွဲဟာလူလူကိုအချမ်းဖက်လေလေပို့ပြီးတော့မှရွေးကောက်ပွဲဟာပို့ပြီးရုပ်ပြက်ဆင်ပြက်ဖြစ်လေလေဆိုတဲ့အခြေအနေတစ်ခုကိုသွားနေတယ်။ဒါကြောင့်ဒီရွေးကောက်ပွဲသည်လူလူရဲ့ဆန္ဒအောင်ပါဝင်မှုဆိုတာအင်ပလန်တင်ရှားတယ်။လူလူကိုအချမ်းဖက်နေတယ်ဆိုတာအင်ပလန်တင်ရှားတယ်။ဒီရွေးကောက်ပွဲအလွန်ဖြစ်လာမဲ့ခုနကစေအုပ်စုရဲ့အတူရောင်လွှတ်တော်တွေစစ်တပိုင်းဆိုးရတယ်ဆိုတာလေတိုင်းပြည်နဲ့လူလူကိုကောင်းကျိုးမပြုဘဲနဲ့ဆက်ကုပ်သွေးဆုပ်မယ်ဆိုတဲ့အခြေအနေဒီအခြေအနေတွေအားလုံးကိုပေါ်လွင်အောင်လူလူတည့်ရလုံး နဲ့အတူဆက်ပြီးကျွန်တော်တို့တော်လိုင်းရင်အားစုကြလေတိုက်ပွဲဝင်သွားမယ်ကျွန်တော်တို့အတူတူရှိနေရဲဆိုတဲ့တင်စကားကိုလည်းကျွန်တော်ဒီနေရာမှာအလေးနဲ့တင်စကားပါလို့ပါတယ်ဗျဟုတ်ကဲ့အခုအနေနဲ့ဖြစ်ဆက်ပြောချင်တာများရှုံးလားရှင်ကျွန်တော်တို့အချက်၃ချက်ကိုတည်ပြီးဒီကာလမှာလူလှုပ်ရှားမှုတွေလုပ်နေပါတယ်တစ်ကတော့ဒုံဆန်းစုကြည်နဲ့တကွเนาะဒါဖန်ဆင်းထားတဲ့ကျွန်တော်နိုင်ငံရေးခေါင်းဆောင်တွေကျွန်တော်တို့ဘီတူတွေလွတ်မြောက်ရေးဆိုတဲ့ကိစ္စရယ်နံပါတ်၂ကတော့အာရမစစ်မှုထမ်းဥပဒေပြောရမယ်ဆိုရင်ဒီအာရမစစ်မှုထမ်းဥပဒေကလည်း လူငယ်တွေကိုမတရားပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်အာဏာရှင်တွေစစ်ဗိုလ်ချုပ်တွေရဲ့အကျိုးစီးပွားအတွက်တက်တက်မဲ့အသေးခံဆိုင်နေတဲ့ကိစ္စလို့ဒါကျွန်တော်တို့မြင်ဒီအရမ်းမစစ်မှုတန်းဥပဒေရုပ်သိမ်းကြီးဆိုတဲ့ကိစ္စကိုလည်းကျွန်တော်တို့တွေ့ရတဲ့အခုအနေနဲ့တင်ထားတယ်။နံပါတ်3အချက်ကတော့ကျွန်တော်တို့အခုတောက်လျှောက်ဆွေးနွေးခဲ့တဲ့အတူအောင်တရားမဝင်ရွေးကောက်ပွဲစန့်ကျင်ရေးကိစ္စဖြစ်တယ်။ဒီအချက်3ရက်ကိုကျွန်တော်တို့ဒီကာလတွေမှာအ திக ဥတည်ပြီးတော့လှုပ်ရှားနေတယ်။လာမယ့်ကျွန်တော်တို့ဒီဇင်ဘာလ10ရက်နေ့ပြည်ပဆိုင်ရာလူခွင့်ရင်းကြီးကြရင်လည်းကျွန်တော်တို့ကအတန်တဲ့ဒီပိတ် silent strike ကိုကျွန်တော်တို့ဖော်ဆောင်သွားဖို့ရှိတယ်။ ဒီ silent strike ဖော်ဆောင်တဲ့အခါမှာလည်းဒီအချက်၃ချက်ကိုအဓိကတည်ပြီးဖော်ဆောင်တော့မှဖြစ်တယ်ကျွန်တော်ပြောခဲ့သလိုပါပဲဒီကာလဒီချိန်ဟာလူလုံရှာမှုလူတိုက်ပွဲတွေကိုအရှိန်ဟုန်မြင့်မှုလို့တယ်ဒီအရှိန်ဟုန်နဲ့တူကျွန်တော်တို့ကစစ်ကောင်စီစစ်အာဏာရှင်ရဲ့ရွေးကောက်ပွဲလည်းတိုက်ဖြတ်ရမယ်သူရွေးကောက်ပွဲအလုံးမှာဖြစ်လာမယ်နော်နိုင်ငံရေးအခင်းအကျင်းတွေကိုလည်းလူလူဆန်အောင်ပါဝင်မှုဆိုတာကျွန်တော်တို့ကြိုပြီးတော့မှကတ်သတ်ထားဖို့လိုတယ်ဒီရွေးကောက်ပွဲအလွန်မှာလည်းဖြစ်လာမယ့်အခင်းကျင်းတွေမှာဘလို့အခင်းကျင်းမဲ့ဖြစ်လာဖြစ်လာကျွန်တော်တို့တော်လန်ကြီးနဲ့ကျွန်တော်တို့လူတူကအတူတူဆက်ရှိနေမယ်ဆက်ချနေမယ်ဒါကြောင့် ဒီလိုသတင်းစကားတွေနဲ့ကျွန်တော်တို့ခုနက silent strike ကိုဆက်ပြီးဖော်ဆောင်သွားဖို့ရှိတယ်ဒီဒီသင်္ဘာလ10ရက်နေ့ silent strike မှာလည်းဒီလူတရလုံးပါဝင်ပေးကြဖို့ကျွန်တော်ဒီနေ့ကနေသတင်းစကားပါလို့ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုချိန်ပေးပြီးတော့ဖြည့်ချပေးတဲ့ကုဏ္ဏလင်းကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ကျွန်တော်မြန်မာနောင်းဒင်းထဏဝိုင်းရတာအားလုံးလည်းကျေးဇူးတင်ပါတယ်မြန်မာနောင်းကိုကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေလည်းကျေးဇူးတင်ပါတယ်ကျမကတော့သတင်းလိုက်ပါရှင်